ဲဖွဲအလံဖြူထောင်းလက်နက်ချထွက်ပြေးတေဆုံစခန်းတွေစွန့်ခွာအဖြူဖျင်းနဲ့ပြည်စည်းနေကြတာတွေ့ရပါလိမ့်မယ်ဒီချိန်မှာအမေရိကန်အပါဝင်ကမ္ဘာနိုင်ငံကြီးတကာလည်းပဲမြန်မာနိုင်ငံအခြေအနေကိုပုံမိုစူးစိုက်ထက်တဲ့ဝင်ဝင်လေ့လာလာပြီးတော့အမေရိကန်နိုင်ငံရဲ့အမျိုးသားလူညွန်ရေးကိုအပြင်းထန်ဆုံးချိန်ချောက်နေတဲ့နိုင်ငံစည်းရုံးတစ်ခုဖြစ်မြန်မာနိုင်ငံကိုဆက်လက်ထဲသွင်းပြီးအနိကကြီးရှိဖို့ကြိုးပမ်းလာတာတွေ့ရပါလိမ့်မယ်တပတ်တမှာပဲအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာ နေစဉ်ထူးဆန်းတဲ့တန်းအပါဝင်တန်းထူးတန်းကောင်းတန်းမှန်တွေတင်ဆက်ပေးတော့မှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ယေရှုသူအရောက်ရှင်းတဲ့တိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာအရေးတော်ပုံအောင်ရမည်စေအာလာရှင်စနစ်ကြာရှုံးရမည်ကတော့ဗျူဟာမြောက်တနင်္ဂနွေလုံးနဲ့အကျင့်ကြီးတဲ့ စစ်စီအရေးကြီးတွေအတွက်ကိုပြင်ဆင်စီမံနေတာကတဖို့ပေါ့ဒီအချက်တွေကြောင့်ဒီလောလောဆယ်အခုလိုရာတို့တောက်ခတ်တို့ဒီပတ်ဝန်းကျင်တစ်ခွင်စစ်တောင်းမြေပတ်ဝန်းကျင်တစ်ခွင်တစ်ခွင်မှာရှိနေတဲ့ဖက်စစ်ချမ်းပဲတက်တွေဆက်လက်တဆောက်ခွင့်ရနေသေးတာဖြစ်တယ်ဒါပေမဲ့နင်းနဲ့အမြန်ဆိုးဆိုးတို့တို့အားလုံးဟာဖေရှားချိန်မုံတုတ်တင်ခံရမှာဖြစ်ပါတယ်အဲ့တော့ဒီမတိုင်ခင်မှာကျွန်တော်ကဖက်စစ်ချမ်းပဲလက်ပါစီတွေကိုလည်းအဲဒီဖြောင်းပြစကားပြောချင်ပါတယ်ခင်ဗျားတို့တွေလုံဆောင်နေရအလို့ဟာအမှန်နဲ့တရားအတွက်မဟုတ်ဘူး เนาะอรมวาระဖက်စစ်အကြံဖက်วาระဖက်လဲပတ်ဖို့အတွက်ခင်ဗျားတို့ဟာတနတ်ဟိုကင်ပြီးတော့ပြည်သူကိုရဲဆဲဆဲနင်းနင်းတက်ဖြတ်ချိန်မိုးနေကြတာနိုင်ကျင့်နေကြတာဖြစ်တယ်ဒီဘွားဒီအခြေအနေဒီဇလန်းဆိုးနဲ့ခင်ဗျားတို့ဟာဘလို့မှအနာကကောင်းမျိုးကိုရလာကြအကြောင်းမရှိဘူးခုဆိုရင်စစ်တွေမျိုးလို့ခေါ်တဲ့ site တွေဟိုအေးအရခတ်တတ်တော်ကစတင်ပြီးတော့ထိုးစစ်ဆင်တိုက်ခိုက်နေပြီဖြစ်တယ်နိုင်ငံနေရာအနှံ့ကြားမှာကျွန်တော်တို့ရဲ့တော်လိုင်းကြီးတပ်ဖွဲ့ကြီးတွေဟာတဖြည်းဖြည်းစနစ်တကျနဲ့စစ်တိုင်းထောင်နဲ့ကျူကြီးတွေပြည်နယ်မြို့ကြီးတွေ တစ်ခုပြီးတစ်ခုတိုက်ခိုက်သိမ်းပိုင်နိုင်ယူလာတဲ့အချိန်မှာပဲခင်ဗျားတို့ဖက်စစ်ကြံဖက်မင်းအောင်လှိုင်ရဲ့လက်အောက်မှာလုံနေကြရတဲ့ဆိုတော့စစ်သားတွေဟာလည်းတပွဲပွဲအလံဖြူထောင်းလက်နက်ချထွက်ပြေးတေဆုံစခန်းတွေစွန့်ခွာအဖြူအဖျင်းနဲ့ပြစ်စည်းနေကြတာတွေ့ရပါလိမ့်မယ်ဒီချိန်မှာအမေရိကန်အပါဝင်ကမ္ဘာနိုင်ငံကြီးတကာလည်းပဲမြန်မာနိုင်ငံအခြေအနေကိုပုံမိုးစူးစိုက်ထက်တဲ့ဝင်ဝင်လေ့လာလာပြီးတော့အမေရိကန်နိုင်ငံရဲ့အမျိုးသားလူညွန်ရေးကိုအပြင်းထန်ဆုံးချိန်ချောက်နေတဲ့နိုင်ငံစည်းရုံးတစ်ခုဖြစ်မြန်မာနိုင်ငံကိုဆက်လက်ထဲသွင်းပြီးအနီးကပ်ကြီးရှိဖို့ကြိုးပမ်းလာတာတွေ့ရပါလိမ့်မယ်တပတ်တမှာပဲအာဆီယံဖွဲ့စည်းနဲ့ ကျွန်တဲ့နိုင်ငံတွေကအယောင်ဆောင်ရွေးကောက်ပွဲတဲ့ဘလို့ရဲစ조사ဖို့အားထုတ်သည်ဖြစ်စေကမ္ဘာနိုင်ငံတွေနဲ့ရွေးကောက်ပွဲဆောင်ကြီးလေးလာရေးအဖွဲ့တွေကလက်ခံမှုမရှိဘူးလို့တရားဝင်ထုတ်ပြန်လိုက်တဲ့အတွက်ကြောင့်မင်းအွန်လိုင်းရည်စူးရထားထားတဲ့ရွေးကောက်ပွဲနီလန်းနဲ့ထွက်ပေါက်ရှာမယ်ဆိုတဲ့조사မှုဟာလည်းတဲတဲ့ရည်သွန်ဖြစ်သွားပြီဖြစ်တယ်အဲ့တော့မင်းအွန်လိုင်းရဲ့နဲ့သူ့ရဲ့လက်ပါစီတွေအတွက်ကအားလုံးဟာဂိတ်ဆုံးအမောင်ဖုံးသွားပြီဖြစ်တာအနာကပျောက်ဆုံးသွားပြီဖြစ်တယ်ဘလို့နည်းနဲ့မှရွေးကောက်ပွဲအတူယုံဖန်တီးပြီးတော့ထွက်ပေါက်ရှာလည်းမဖြစ်တော့ဘူးစိတ်ဆန့်ညီနိုင်ဆွေးနွေးပြီးတော့အပြည့်ရက်ပြီးတော့ဟန်ပြ 老表，偏面那那点的苗表偏西面，青乡没出来，西面就来没去到。在当地的树皮多嘛出来，西山来乌马南松罗表还没出来。我当年都是也一年个忙的没出来，都是一年玩三五万个天嘛。一年啊，刚刚老老板出的，第一年都弄弄弄的都偏西进来的，一年玩一两五，那边也有种老的沙粒都没得得种老太来的呢。第一年啊，山的口里边来帮人叫龙娃，别人旁边拖一多嘛也是在地屋里洗的，分地咋办？ စစ်တပ်လက်နက်ကင်တပ်ပြည်သူကိုကာကွယ်ဆောက်ရှောက်မယ်ဆိုတဲ့တပ်မတော်အမိခံထားတဲ့တပ်မှာပြည်သူကိုကာကွယ်ဆောက်ရှောက်မယ်ဆိုတဲ့စစ်သားစစ်စစ်တွေပါဝင်ဖွဲ့စည်းထားမှဒီတပ်ဟာမမှန်ကန်ကန်လေပတ်နိုင်မယ်ပြည်သူရဲ့ထောက်ခံမှုနဲ့ကာကွယ်မှုစွန့်ရင်ပြေဝါမှာဖြစ်တယ်အခုကအင်ဂျင်ဝိုင်းထဲကိုတံပြားကြီးဝင်သလိုစားထဲသလိုပဲအတင်းအဓမ္မစုဆောင်းထားတဲ့သူတွေခိုးဆိုးနိုင်လူရဲထားပြီးတော့ဝရမ်းမီဖြစ်နေတဲ့လူတွေကိုအတင်းအဓမ္မစစ်ထဲဆွဲသွင်းလက်နက်တပ်ဆင်ပြီးတော့ပြည်သူတော်လှန်ရေးကိုခြေမှုဖို့ကြိုးစားလာတဲ့မင်းအောင်နိုင်ရဲ့လူရဲဟာ အင်ဂျင်ဝိုင်းထဲကိုတံပြာရီတုခုတူရောဆက်တယ်လို့ဖြစ်တဲ့တကြောင်အချိန်မီွေးဘယ်ရင်ဖမ်းပြီးထိုးရမှာဖြစ်တယ်အခုဆိုရင်စတိုင်းဌာနချုပ်ကြီးရဲ့အဆင့်နော်ဗိုလ်ချုပ်ကြီးရဲ့အဆင့်တွေရှိထွက်ပြေးဖို့ပြင်ဆင်နေကြတာတွေသူတို့ရဲ့အဥ္စရာတွေကိုခိုးရောင်းခိုးထားတဲ့ခွေးရပိုက်တွေကိုထိုးရောင်းနေတဲ့အခြေအနေတွေမင်းအွန်လိုင်းကိုယ်တိုင်မှမြကလူးစံပြာနဲ့ဟန်ဆောင်လို့မရနိုင်တော့အောင်စီဝေးတွေမှာပုံပြစ်နေတာတွေသူရဲ့ပေါလို့ပဲစားရောက်တဲ့ရာရတောင်းတောင်းအီအီရှောက်ပြောနေတဲ့သူရဲ့အနာကောက်ဘာလို့မလဲညာလို့မလဲရေကောက်ပွဲအခုနောက်နေ့လို့ပဲစားတဲ့အစီအစဉ်တွေဟာအားလုံးတစ်ခုမှဖြစ်မလာပဲနဲ့အားလုံးဟာ ဖြစ်တယ်လို့ဖေဖိုဖေးရဲသွားပြီးနောက်ဆုံးအချိန်တွေမှာအာဆတ်လိုထွက်ပြေးပေါင်းအောင်သွားဖို့သူပြင်ဆင်ထားတယ်ဆိုတာပဲပေါ်လင်လာပြီးဖြစ်တယ်အဲ့တော့စီးရီးယားသမန္တရာနဲ့အာဆတ်လိုမျိုးမင်းအောင်လည်းနဲ့မိသားစုတစုစစ်ဘုကျော်တစုသာလေရင်တစည်းနဲ့ထွက်ပြေးသွားပြီးဆိုတော့ဒီလိုနေရာတွေမှာစခန်းတွေမှာကြံနေတဲ့ပုံကိုယ်တွေခင်ဗျားတို့ဘယ်သူအာကိုနဲ့ဆက်ပြီးတော့လူဘဝမှာအသက်ဆက်ရှင်ဖို့ကြိုးစားခွင့်ရမှာလဲဒီသူတရားလုံးကခွင့်လွှတ်နိုင်ကြအကြောင်းမရှိဘူးမင်းအောင်လည်းလွေရမှားနေမယ်တည်တည်နဲ့ခင်ဗျားတို့ထောက်ခံခဲ့တယ် မင်းအွန်လိုင်းမိသားစုတစုကိုကြိုးစည်းဝါအတွက်တမ်းမြူဖြက်စည်းနေမှန်းသိသိနဲ့ပြည်သူကိုစန့်ကျင်ပြီးနေခဲ့တယ်။ကြာခင်ခမရတို့ဟာပြည်သူဒေါ်လာတက်ဖွဲ့တွေကခြေမုန်းခြင်းကိုဥပမာပြောရှားတော့ပေါ့။ရှားတော့ကဗျူဟာမူးလိုမျိုးကျွန်တော်လာပြီးဖြောင်းဖြောင်းပြောဆိုရရှိရင်ပြောမှာပါ။ခမရတို့အသက်ရှင်ခြင်းအခုကတည်းကပြင်ဆင်ဖို့ချိန်ပေးနိုင်တယ်။ချိန်ပေးမယ်လို့ကျွန်တော်ပြောချင်တယ်။ဒီလိုမှမဟုတ်ရင်ရှားတော့ဗျူဟာမူးညံလင်းထက်နောက်ဆုံးအသေးစိုးနဲ့ဘလို့တဝေထိုးသွားတယ်ခမရတို့လက်လက်ဆက်ဆက်မြင်သားပြီးဖြစ်တယ်။အဲ့တော့ကျွန်တော်စစ်တပ်ထက်ကဖက်စစ်တပ်ထက်ကလူတွေအားလုံးကိုလည်းကျွန်တော်နှိုးဆော် ပြီးတော့သူတို့အနီးအနားကနေတိုက်တွန်းတယ်ပြီးတော့ကျွန်တော်ကိုယ်တိုင်လည်းစစ်တောင်းမြစ်အဆောင်ဆန်းကြောမှာနေရင်တော်လိုင်းရင်အောင်မြင်သည့်ထိပြည်သူနဲ့ဒီပြည်တော်မှာရှိတဲ့ဖက်စစ်အုပ်ချုပ်ရေးရန်နေရာကြီးရဲ့80ရာခိုင်နှုန်းကျော်ဟာလုံးဝပြိုကျပျက်စီးသွားတယ်အုပ်ချုပ်ရေးရန်နေရာကြီးတစ်ခုလုံးရက်တက်နေပါဖြစ်နေတယ်ဆက်သွေးကွင်းတွေကအများအများပြတ်တော့ကုန်ပြီးတော့အခုဆိုရင်မင်းအွန်လိုင်းနဲ့ဖက်စစ်အကြမ်းဖက်အုပ်စုဟာ အတော်ဖြူဖျဲနဲ့လဲပတ်နေရတဲ့အခြေအနေဖြစ်ပါတယ်ဒီကြားထဲမှာပြည်သူလူထုအနေနဲ့စကိုင်းမန္တလေးပြီးပြီးတော့ပျော်ပွဲတောင်ငူဒီပြည့်ရီကျော်ကြီးစကိုင်း fall ပြည့်ရီကျော်ကြီးတစ်ချောင်းမှာ excuse me ရှိနေတဲ့ပြည်သူလူထုတွေရဲ့တဝိုးရင်စီစီအနေနဲ့တိုက်တာပိုင်ဆိုင်မှုတွေဟာလည်းပဲအများအများပျက်စီးခဲ့ပြီးအခုတတိစတိုက်ဆိုသလိုနောက်ဆက်တွဲလှုပ်ခတ်လာတဲ့မလင်းအန်နေတွေဒီကြောက်ပျက်စီးနေတာကိုကျွန်တော်တွေ့ရပါတယ်ဆိုတော့အခုဖြစ်ပေါ်ခဲ့တဲ့သဘောဘေးအန်နေကြီးကိုကျွန်တော်တို့ဟိုဒီလူလုတ် အာနာရှင်ကပ်ဘေးရန်နေရာကြောင့်ပုံမှုပျက်စီးစေခဲ့တဲ့အကြောင်းကိုကျွန်တော်နှန့်ရှင်သုံးသပ်ပြချင်ပါတယ်။ဥပမာအနေနဲ့ပြောရရင်2009ခုနှစ်ကျွန်တော်အာဒီအခုအမြန်လန်းအဲ့ဒီကာလကစတင်ဆောက်လုပ်နေတဲ့အချိန်ဖြစ်ပါတယ်။အမြန်လန်းဒီတောင်ငူနဲ့ပျော်ွယ်တောင်ငူနဲ့ဖြူပတ်ဝန်းကျင်သားလေးကအမြန်လန်းနေဆောက်လုပ်နေတဲ့ရန်နေရာကို2009ခုနှစ်တုန်းကကျွန်တော်ရောက်ရှိခဲ့ပါတယ်။မိတ်ဆွေတယောက်ရဲ့အကူအညီနဲ့တောင်ရောက်လေ့လာကြည့်ရှုခဲ့ပါတယ်။အဲ့ကာလမှာဘဒုတိစီပွားအရန်ဖြစ်နေလဲဆိုတော့ဒီအမြန်လန်း ကွန်ကရစ်လမ်းခင်းတဲ့နေရာမှာပါဝင်ထည့်သွင်းအသုံးပြုရမယ့်ဒီငါးမူးတန်တန်ချောင်းတွေကိုပေါ့အဲ့ဒီမောင်ကိုကုန်တယ်တွေကဒီ GE တက်တီချီကနေပြီးတော့ခိုးဝယ်တာပေါ့ညာဘက်ကိုကားရင်းလာခိုးဝယ်ဆိုပြီးတော့ဝယ်ကြတာအဲ့တော့ GE တက်ကဘာဖြစ်လဲအဲ့တန်ချောင်းတွေကိုအမြန်လမ်းခင်းရမှာအသုံးပြုရမယ့်တန်ချောင်းတွေကိုအပြင်ကိုတခိုးစင်းနဲ့ရောင်းထုတ်တယ်ပြီးတော့အမြန်လမ်းခင်းတဲ့နေရာမှာဝါးတွေသို့မဟုတ်ဘာမှမထည့်ပဲသူတို့ခင်းကြတယ်ဒါညာဘက်တွေမှာကျွန်တော်တွားကြည့်ခဲ့တာအဲ့တော့ အဲ2009ခုနှစ်ကအမြန်လိုင်းဖောက်လို့စင်ကအားလုံးနီးနီးဟာအပြိုင်သူခိုးခဲ့ကြတဲ့အချိန်ပြီးတော့အဲ့ဒီအချိန်မှာပဲပဲနီးပြီးတော့ဆိုတဲ့အဆောက်အုံတွေကိုအပြိုင်ဆိုင်တင်တာပေးပြီးတော့စေအုပ်စုကသူ့ရဲ့ဘလဲနံပါတ်တင်တယ်သူတို့သားသမီးတွေရဲ့ကုမ္ပဏီတွေကိုပဲလက်ဝေခံချပေးပြီးတော့ဆောက်လုပ်ခဲ့ရတယ်လူပဲနီးပညာရခိုးလို့ရတာအကုန်အပြိုင်သူခိုးခဲ့ကြတဲ့အဆောက်အုံတွေဖြစ်တယ်ဒါကြောင့်မလို့ခုအမြန်လိုင်းကအပိုင်ပိုင်းပြတ်တောက်ပြူကြတာရုံးအဆောက်အုံတွေ ပြိုကြတာပေါ့ပြိုကြတဲ့ထဲမှာတော့အတိတ်နမိတ်တို့လည်းပြောရင်ပြောရမှာပေါ့အခုလွတ်တော်အဆောက်အုံကြီးဆိုလို့ရှိရင်သူ့ရဲ့စင်ဝင်ဆိုတာဟာတကယ့်နိုင်ငံအဆင့်ခေါင်းဆောင်တွေတမတာတွေနိုင်ငံတကာဧည့်သည်ဝင်ကြီးတွေသူကလသမကစသဖြင့်ပေါ့တကယ့်ဒိတ်ဒိတ်ကျဲဆိုတဲ့ခေါင်းဆောင်ကြီးတွေကပထမဆုံးစဆခြေချပြီးတော့နိုင်ငံတစ်ခုရဲ့အချုပ်အခြာအာဏာတစ်ခုလုံးကိုအသက်ဝင်လဲပတ်ရဖြစ်တဲ့လွတ်တော်ကြီးရဲ့အဝင်လမ်းကြီးကြည့်တွေ့ပါလိမ့်မယ်လွတ်တော်တဲ့ဝင်တဲ့လမ်းလုံးဝပြတ်ကျပြီးတော့အထက်မှာဘာတန်ချောင်းမှမပါဘဲနဲ့တချို့နေရာဝါးလေးတောင်ပေါ်နေသေးတယ်ခင်းထားပြီးတော့ပြတ်ကျသွားတာအတိတ်နမိတ်ပေါ့ ဆိုတော့အချုပ်ချာအာဏာရဲ့စတင်တရားကြီးကိုအဝင်ကအစသဘာဝကြီးကဖြစ်စည်းသွားပြီဖြစ်တဲ့ကြောင့်မင်းအောင်လိုင်ရဲ့အခုလာမဲ့ရွေးကောက်ပွဲရတဲ့အစီအစဉ်သူ့ကိုယ်သူတမထအကန့်အဖို့သွားမဲ့အစီအစဉ်ကိုသဘာဝတော်ကန့်ကွက်နေတာဆိုတာလေးထည့်သွင်းပြောချင်တော့ဆိုတော့သဘာဝဘေးကြီးရဲ့အဆုံးစုံအထိဖြစ်စည်းမှုအန္တရာယ်တွေကိုကျွန်တော်တို့ကအခုကလူလောက်ကပ်ဘေးကြောင့်ပုံမှန်ဆိုးရွားစွာရင်ဆိုင်ဖြတ်ကျော်ရတာဖြစ်ပါတယ်ပထမဆုံးဘာလို့လူလောက်ကပ်ဘေးလို့ပြောရလဲ NLD အစိုးရလက်ထက်တုန်းကဆိုလို့ရှိရင်အခုလိုအင်မတန်ဖြားပြင်းတဲ့ magnitude အဖြစ်မြင်မာတဲ့ ငလင်ကြီးတွေလှုပ်နာနိုင်ချေရှိတယ်ဆိုပြီးတော့တွင်းတွင်းပညာရှင်တွေကသတိပေးစုဖွဲ့ drill နဲ့ဇက်တိုက်ပြီးတော့ဆောက်လုပ်တဲ့ဆောက်လုပ်ရေးပစ္စည်းတွေအတုံးတုံးဒီအဆောက်အုံတွေကအစအကုန်လုံးငလင်တန်းခံနိုင်တဲ့ဒီနီးစနစ်တကျရှိတဲ့ဟာတွေဖြစ်ဖို့ကျွန်တော်တို့ကိုယ်တိုင်မျက်မြင်တွေ့ခဲ့ရလမ်းခင်းသလား လိုက်တိုင်းတယ်ဖောက်ကြည့်တယ်ဖောက်ကြည့်ကုန်းဘလောက်ခင်းတာအဆောက်အအောင်ဆောက်လာပိုင်ရဲတလားဘလောက်ထိမြေအမြင့်အနေမြင့်မှာကုန်းကလေးဘလောက်ထဲလဲဖြော်ဆက်အကုန်လုံးအသေးစိတ်သူတို့ကြည့်ပြီးတော့ငလေးနှန်းခံနိုင်မှုအထိပြည်သူအကျိုးကိုရှေ့ရှုပြီးတော့အနေဒီအစိုးရလုတ်ပိုင်ခွင့်ရှိသမျှ၄၅နှစ်တော်တဲ့မှာရောက်အောင်လုတ်ခဲ့ကြငလင်းဆိုးွားကြုံလာခဲ့ရင်လည်းဘလူးဖြတ်သားမယ်ဘလူးတီးမင်းနဲ့စီကူတာအဖွဲ့ကဲသေးကြီးအကူကြီးအဖွဲ့နိုင်ငံတကာနဲ့ဘလူးဘလူးအားလုံးစတဲ့ပြင်ဆင်ထားတဲ့ဟာတွေအကုန်လုံးဟာဖက်စစ်အကြမ်းဖက်မင်းအွန်လိုင်းအုပ်စုရဲ့အထမအာနာတိမ်ပြီးသူတို့တကူစီးပွားနဲ့စစ်ဘိုလ်ချုပ်တစု ကိုဂျိုးစီးပွားအတွက်ပဲဆက်လက်နဲ့ပစ္စည်းတွေကိုအစမတန်ဝယ်ယူစုဆောင်ပြည်သူလူထုနဲ့တော်လိုင်းအင်အားစုကိုနှင်းနှင်းသက်ဖြတ်ဖို့ပဲသူတို့စူးစမ်းခဲ့ပြီးတော့ပြည်သူလူထုအတွက်ကြုံလာနိုင်ခြင်းရှိတဲ့သဘောဘေးအန္တရာယ်ကြီးတွေနဲ့ပတ်သက်ပြီးတော့ကာကွယ်ဖို့တွေ၊ကယ်ဆယ်ဖို့တွေ၊ထူထောင်ဖို့တွေလုံးလုံးအစီအစဉ်မရှိဘဲနဲ့အခုဒီရက်ပိုင်းဆိုတွေ့ရပါလိမ့်မယ်။ကယ်ဆယ်ကူညီရေးဘယ်ဖွဲ့မဆိုသူတို့ရှိလို့သဘောတူညီချက်သူတို့ရှိခွင့်ပြုချက်လျှောက်ထားရမယ်။သူတို့ခွင့်ပြုမှကယ်ဆယ်ကူညီခွင့်ပေးမယ်ဆိုပြီးတော့ဒါလေသူတို့ခွင့်ပြုမှဆိုတာအခုကြည့်လိုက်ပါ။ လာလူသမားအကုန်လုံးအေးငါတို့ပဲပေးထားငါတို့ငါတို့ဆက်လို့မင်းတို့ပြန်မင်းတို့လုံချွေးရမင်းတို့အမမခံဘူးမင်းတို့လည်းစိတ်မချအောင်ကဲစဲကူညီရတဲ့ပစ္စည်းအလုံးကိုအနုနီးနဲ့ဓမြတိုက်ဖို့သူတို့လက်ရှိဂျုံဂျုံကြနေတဲ့ဖက်စစ်ရန်နေရာအတွက်လိုအပ်တဲ့စစ်တလက်နဲ့ပစ္စည်းတွေဝယ်ယူဖို့သူတို့ရဲ့ငတ်ပြတ်နေတဲ့စစ်တပ်ကခိုင်းဘက်တွေကိုကျွေးဖို့ငလင်ကဲစဲကူညီရနိုင်ငံတကာတော်လကောင်ပြည်သူ့ကပြန်လဲအလှူတော်လကောင်သူတို့အနုနီးနဲ့ဓမြတိုက်ဖို့ကြိုးစားပြီးတော့လုပ်တယ်အလူလုကပ်ဘေးကြောင့်အခုလိုကျွန်တော်တို့ကစိုးစိုးရွားရွားရင်ဆိုင်နေရတာဖြစ်ပါတယ်ကြိုတင်မစင်မှုမရှိဘူးဖြစ်လာတော့လေကဲစဲကူညီဖို့အတွက်ကို သူတို့ကပဲအရာရာထိမ့်ချုပ်ပြီးတော့ကိုသေးဆုပ်ပြီးအလူနီးနဲ့တပြားတည်းပို့ကြိုးစားလာအာလူလုတ်ကပ်ဘေးကြောင့်ဆိုးဝါးဆုံးအခြေအနေတွေကိုကျွန်တော်တို့ကြုံဆုံနေရတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ပြောချင်တာကနိုင်ငံတကာရောက်အလူရှင်တွေနိုင်ငံတကာအစိုးရအဖွဲ့အစည်းတွေကိုပြောချင်တာဖြစ်ပါတယ်အခုဖက်စစ်အကြမ်းဖက်အုပ်စုရဲ့လောက်ထိမ့်ချုပ်မှုအောက်မှာဖြစ်ပေါ်နေတဲ့ဆိုးဝါးတဲ့ငလင်ဘေးရင်ဆိုင်ရတဲ့ပြည်သူတွေတို့ကိုတကယ်ကူညီချင်တယ်ဆိုရင်ဖက်စစ်အကြမ်းဖက်စေအုပ်စုရဲ့ထိမ့်ချုပ်မှုအောက်ကသွားပြီးလုံးဝပြည်သူလူထုကို ဆရာခိုင်တို့20ရာခိုင်တို့တော့ရောက်ဖို့မသေးကြပါဘူး။သူတို့အားလုံးထိန်းချုပ်ပြီးတော့ရတဲ့နည်းနဲ့ကိုသေးဆုပ်ဖို့ဖြစ်ပါလိမ့်မယ်။ဒါကြောင့်နိုင်ငံတကာအဖွဲ့အစည်းတွေအလှူရှင်တွေအနေနဲ့အခုချိန်မှာတော့ဖက်စစ်အုပ်ချုပ်မှုအောက်ကပြည်သူတွေရဲ့နင်းနာဆုံးရှုံးမှုငဲ့ညာတော်လည်းပဲခိတ္တဆောင်ဆိုင်ပါကျွန်တော်တို့တွေတိတိကျကျနော်ကူညီနိုင်မဲ့ဖီအားတွေနဲ့စီအေဖီအားနိုင်ငံရေးဖီအားပြည်သူလူတရအလုံးနဲ့အားလုံးဖီအားတွေနဲ့ဖက်စစ်အုပ်ချုပ်ထိန်းချုပ်မှုကိုကျွန်တော်တို့ပွင့်အံပွားနိုင်တဲ့အထိခဏဆောင်ဆိုင်ပြီးတော့စုဆောင်းထားပါ ထူထောင်ရေးကဏ္ဍတွေကမဖြစ်မနေလောက်အောင်ဖြစ်တယ်အခုချိန်မှာသွားပြီးတော့ COC ကိုရော့ထူထောင်မှုပေးရထူထောင်မှာမဟုတ်ဘူးကျွန်တော်တို့တိုင်းသားတွေကိုကျွန်တော်တို့တော်လိုင်းတက်ဖွဲ့တွေကိုပြစ်ခတ်တက်ဖြတ်ဖို့လက်နက်တွေပြစ်သုံးသွင်းပြောင်းသွားပါလိမ့်မယ်ရိတ်ခါတွေကငလင်ကယ်ဆယ်ရေးဆိုသွားပေးရဆိုပေမဲ့ငလင်ကယ်ဆယ်ရေးဖွဲ့ကိုရောက်ရင်လေမိဂါမတ်တပဲရောက်ပါလိမ့်မယ်ကျန်တဲ့နိုင်ငံတကာကယ်ဆယ်ကူညာသူတို့ရဲ့စစ်တပ်လက်ပါစီတွေနဲ့သူအခုနေပြည်တော်အုပ်ချုပ်ရေးနေရာတခုလုံးပြိုပြက်သွားတဲ့တကြသူရဲ့ဝန်ထမ်းစိုးတွေကိုပဲပေးဖို့သူတို့အသုံးပြုပါလိမ့်မယ်ဒီဖက်စစ်အာဏာရှင်စနစ်ဆိုးဘဲအသက်ထပ်ပြီးတော့ရှေ့ဖို့အတွက်အထောက်အကူဖြစ်နိုင်ပါလိမ့်မယ် ဒါကြောင့်မို့လူမှုအစိုးရပြည်သူအစိုးရ NGO နဲ့ဓာတ်ရိုက်ဆက်သွယ်ပြီးပို့ကူညီချင်းဖြစ်စီနိုင်ငံတကာအဖွဲ့အစည်းတွေကိုယ်တိုင်တည်သွားပြီးမြေပြင်ကပြည်သူလူထုကိုကိုထိလက်ရောက်ပေးအပ်နိုင်တဲ့အခြေအနေမှတပါဖြစ်စီဖက်စစ်အုပ်စုကိုလက်လွဲပေးပြီးတော့ရော့လှူပေးပါဆိုသွားပေးတာမျိုးလုံးဝမလုပ်ဖို့ကျွန်တော်လေးစားစွာပန်ကြားချင်ပါတယ်ခင်ဗျအဲ့တော့လူလုကပ်ဖေးကြီးကိုကျွန်တော်တို့အများဆုံးကြော်လွားပြီးတော့နောက်ဖြစ်လာနိုင်ခြင်းရှိတဲ့သဘာဝကပ်ဖေးတွေကိုအကောင်းဆုံးရုံးကန်ကြော်လွားဖြတ်ကျော်နိုင်မှုအတူတူစူးစမ်းနိုင်မှုနိုင်ငံရေးစနစ်ကောင်းဖို့လိုပါတယ် ဒါကြောင့်ကျွန်တော်တို့အားလုံးနွေးတော်လိုင်းရဲ့အပိသက်အောင်မြင်သည့်အထိအမြန်ဆုံးနဲ့အောင်မြင်နိုင်တဲ့နည်းလမ်းတွေကိုအတူတကွဝိုင်းဝန်းကြိုးပမ်းကြပါစို့လို့လို့ဆိုလို့ဆောင်းလိုက်ပါတယ်ခင်ဗျ